စာရွက်လေးနဲ့အမှတ်ထားနော်စာရွက်ကလေးနဲ့ရေးပြီးတော့မှတ်ထားဒီမှာလဲထွက်လို့ရနေတဲ့ကဏ္ဍနေပေါ့နော်အဲ့ဒါတွေတတိထားအဲ့တော့အဲ့ဒီမွေးကနန်းဆိုင်ကတဲ့ကျွန်တော်မနစ်ကတော့ကတုံရလေးလေးတဲ့ပေါ့မွေးဆိုင်အောင်ထားတာဂျင်ကြီးဖမ်းလာတော့ကျွန်တော်တို့ကလောပြီးတော့အစောပိုင်းကဖမ်းတယ်နောက်ပိုင်းကျတော့စိတ်ချော့လိုက်တဲ့အချိန်ကောက်ထွက်တာ သူကငါးခါးတွေထားသေးတယ်ဗျဒီနေရာမှာနဲ့တူတယ်ငါးခါးတေ2 3 4 5 6 9 8 9 10နဲ့เนาะအဲ့တော့သူကနေရေ2 4 6 8 10 17နဲ့2 4 6 8 10 17နဲ့ထားလိုက်ပါတော့ဗျာငါးခါးတွေအသုံးမ က်ခတ်တဲ့ဇွဲတဲ့ဆိုရင်နှစ်ရှိတိထိုးရတယ်ရတယ်နှစ်လေးတိဆိုလည်းရတယ်ရတယ်အဲ့ဒါတွေနော်နှစ်ရှိတိကဟိုတင်းရပြပြီးသားပါပရိစ္ဆတ်တိကိုချိန်တစ်နှစ်ကျော်ကကဏ္ဍထပ်ရင်နှစ်ခွန်နှစ်ကယ်639 5ရေနှစ်ရှိတိရေ3ခွက်ပဲရှိတယ်နော်အဲ့ကောင်ကပရိစ္ဆတ်တိနဲ့ချိန်တစ်နှစ်ကျော်ကကဏ္ဍရိုက်ခိုင်းတာအဲ့ဒီမှာနှစ်ရှိတိပြတာပြီးတာရှိတယ်အခုကျွန်တော်တို့သွားမယ်နော်ကျွန်တော်တို့ဒီနေရာမှာထက်စီတူထိတ်စီဆိုတာလေးရပဲစလိုက်တော့နော် အဲ့ထိတ်သူထိတ်သီးလို့ရိုက်တယ်သူကနေတနစ်ကြော်မှာကျွန်တော်ဒီတုံညမြင်ရရဲ့လားမြင်ရရဲ့လားမမြင်ရရင်ပြောနော်နော်အဲ့တော့ဒီထိတ်သူထိတ်လို့ရိုက်ပြီဒီတုံညသည်ထိတ်သီးတောင်တော်လုံး96ခွန်ဆိုတာ1 1ကို6နဲ့ပေါင်းရင်တုံညပေါ့နော်96ခွန်6ထိတ်သီးလေးလုံးတုံညလို့သူဒီမှာရိုက်နော်ရိုက်ပြီးသွားတာနဲ့သူ့ရဲ့အောက်မှာဒီထိတ်သူထိတ်ရဲ့အောက်က၄ထိတ်စီး ီ49နောက်တွဲเนาะကျွန်တော်တို့အစောကြီးကျွန်တော်တင်ပြခဲ့တဲ့ဒီဒီမွေးကနန်းတွေอ่ะလိုက်လဲလိုက်တယ်လိုက်လဲလိုက်တယ်ဒါပေမဲ့ဒီရှိကိုမထိုးရတော့ဘူးဒါဟာဒီရှိကိုမထိုးရတော့လဲထိုးရမှာပေါ့เนาะအဲ့တော့ဒီ၄ထိပ်ဒီ၄ခါ9နောက်ပိတ်၄49ဆိုတဲ့ကနန်းကြီးသူ့ရဲ့နောက်နဲ့မှာ၄၄ကိုဒဲပေါက်တယ်เนาะဒါကျွန်တော်တို့ မနစ်ကကစားပြခဲ့တဲ့ကစားကွက်နော်ဒါဆိုရင်နောက်တစ်ခုဒီမှာဖြစ်တယ်ထိတ်တူထိတ်နော်အဲ့ဒီထိတ်တူထိတ်လို့ဖြစ်လိုက်တာ ਨੇ သူ့ရဲ့တနစ်ကြော်မှာဟာဒီခွန်နောက်ပိတ်ကြောင်ထိတ်စီ၃လုံးကို၄၄၅ဆိုတော့၃လေးထိတ်စီနဲ့ပေါင်းတော့ခွန်နော်အဲ့ဒီခွန်နောက်ပိတ်ကြောင်ထိတ်စီတောင်၄လုံးပေါင်းရင်ခွန်လို့သူပြန်ထည့်တယ်ထည့်ပြီးသွားတာ ਨੇ အဲ့ဒီ၉ထိတ်စီရဟောဒီ၁၁နောက်တွဲရနော်၉၁၁ တဲ့ပဲသူရဲ့နောက်နှိမ်မှာကိုတစ်တီတဲ့ပဲနော်ကိုတစ်တီတဲ့ပဲသူထွက်တယ်နော်အဲ့တော့ compression out တွေမှာသူကထွက်တာနော် compression out မှာထွက်တယ်မလဲ compression out မှာပဲထွက်တယ်ကြဲအဲ့ဒါဆိုတော့မနစ်ကကျွန်တော်တို့ကကစားတာပေါ့နော်ဒီမှာထိတ်တူထိတ်လို့ရိုက်တယ်ထိတ်တူထိတ်လို့ရိုက်ပြီးတော့ကျွန်တော်ပေါက်တီးပေါက်ရှာသွားပြီးတော့အဲ့ဆိုင်ကိုသွားမြင်လိုက်တာမြင်တာလေနှစ်ဦးပိုင်းမှာတည်းမြင်လိုက်တယ် အဲထိတ်တူထိတ်လို့ရိုက်ပြီလို့တနေ့ကြော်မှာဒီတင်နောက်ပိတ်ကြောင်းထဲစီတောင်သုံးလုံး9395เนาะအဲ့တော့905ဆိုတော့သူကတစ်လို့ဖြစ်နေတာဟုတ်เนาะအဲ့တော့9395ဆိုပြီးထဲစီ၄လုံးပေါင်းကို71လို့သူရိုက်ပြီးသွားတာ ਨੇ အဲ့ဒီ71ပြိတ်လို့ရိုက်လိုက်တဲ့နောက်တွဲ44ရေဒီထိတ်တူထိတ်အောက်ကထည့်ထားတဲ့ခဏ3ညရေ3ည44ဆိုပြီးเนาะသူ့ရဲ့နောက်နေ့မှာဒဲထွက်ဆိုပြီးကျွန်တော်တို့ချက် ခွန်ပရိတ်အောက်မှာတန်းထွက်တာကျွန်တော်တို့ထိုးခဲ့ပါတယ်နော်ဒီခွန်ပရိတ်အောက်ဒီနော်ဒီခွန်ပရိတ်အောက်ဒီနော်ဒီနေရာတွေမှာအများဆုံးပေါ့တုံညာ၄၄ရကျွန်တော်တို့ချတာတယ်နော်တနစ်လုံးလို့လို့ကိုကစားတယ်တုံညာ၄၄မထွက်မထွက်မထွက်စိတ်ကလည်းကုန်မေ့ရလည်းမေ့တဲ့အချိန်ကြမှာဒီကောင်ဒီမှာကောက်ထွက်တာတုံညာ၄၄ထွက်လဲထွက်လာကိုနှမျောလိုက်တကွာတုံညာ၄၄တေးစမ်းဆိုပြီးတော့နော် အဲ့တော့အမေတောင်ညာလေးလေးအောင်မီအောင်မီဆိုတော့အဲ့ဒီမှာတလက်စားတယ်ပြောလိုက်မယ်အဲ့ကျွန်တော်တည်ခဲ့တဲ့ထိတ်တူထိတ်ရဘေးမှာထိတ်စည်းတောင်၃လုံးက9နှစ်9ဆိုတော့ရှင်းလို့သူဖြစ်တယ်နော်အဲ့ဒီရှင်းလို့ဖြစ်တဲ့ခဏန်းက2နှစ်ကျော်မှာ9နှစ်9လို့သူထွက်တယ်ဒါလေးတစ်ချက်မှနော်ဒါဆိုရင်ဒီမှာလည်းထိတ်စည်းတောင်၃လုံးထိတ်သီးသူထိတ်သီးကြတယ်သူ့ရဲ့ဘေးမှာ နော်ခုနကတော့ခုနှစ်ကို8လို့ဖြစ်ပြီးတော့အခု9 8ဆိုတော့ခွန်လို့ဖြစ်တယ်နော်8ပြီးတော့ခွန်ထဲရောင်သုံးလုံး8ပြီးပြီးအခုထဲစီကြောင်သုံးလုံးကိုခွန်လို့ဖြစ်တယ်အဲ့ဒီခွန်လို့ဖြစ်တယ်ခဏနှစ်နှစ်ကြုံပါ890ဆိုပြီးသူထွက်တယ်နော်အဲထွက်တာတွေကတော့သူကတော့အဲ့ဒီအောက်အဲ့အောက်တွေအဲ့ဒီဂျိန်မာတွေကြီးထွက်တာနော်အဲ့ဒီဂျိန်တွေကြီးထွက်တာဒါပေမဲ့သုံးကတ်မှာအဲ့လိုအဂျိန်ခိုက်ကမပေးဘူးနော်သတိတော်ထား အဲကျွန်တော်တို့ဒီထိတ်တူထိတ်လဲထွက်သွားပြီ။၃ည၄၄တဲ့လေနောက်နေ့မှာထွက်သွားပြီ။အဲထိတ်တူထိတ်ပြီးမှာထိတ်တောင်၃လုံးကနော်ရှေ့ပြီးပြီးခွန်ပြီးပြီးအခုတစ်ခွန်ရှေ့ဆိုတော့၆လို့ထည့်ပြီ။ကဲ။နော်။တော့ဒီမှာထိတ်တောင်၃လုံးက၈။ဒါထွက်တယ်။ထိတ်တောင်၃လုံးကခွန်၈၃ည၉လာထွက်တယ်။ဒါဆိုရင်ထိတ်တောင်၃လုံးက၆လို့ဖြစ်ပြီ။အဲ့ဒီကဏ္ဍ တချစ်ချောက်အဲတခွန်ရှိနော်တခွန်ရှိဒီဘွဲကိုဒီနေရာကိုရင်ရေးထားလိုက်မယ်မွေးရမှာနော်မွေးရအပေါ်မှာမထွက်လာလို့တော့ဒီနေရာစော်ဖို့ဗျာနော်အဲ့တော့ဘာလို့ဒီနေရာဟိုစိတ်မချဘူးလို့ဆိုခုနကကျွန်တော်ပြောခဲ့တဲ့ နက်ခတ်ခွဲ့မဲ့နေရာမှာဒီ၈တကဒီမှာ၈တလို့လာခွဲ့ခဲ့ပြီးတော့မြန်အဲ့ဒီတခွန်၈ဆိုတဲ့ကဏ္ဍကြီးဒီနေရာထွက်သွားမှာကြောက်လို့နော်ဟုတ်ပြီအဲ့တော့ထားလိုက်တော့အဲ့တော့စကားဆက်လို့ပြောလိုက်ပြီနော်တခါတည်းရေးပေးထားမယ်နေုံအဲ့ဒီမှာတခုတခုစဉ်းစားမိတာရှိသေးတယ် ဒီကနေ့နောက်ပိုက်ဒီကနေ့ကနောက်ပိုက်ဒီကခွန်ခါနောက်ပိုက်อืมဒါတော့မပြောလို့တော့မရပါဘူးလေထားလိုက်ပါတော့နော်နေရာထိုင်တော့ကိုယ့်အကူရွေးကြတော့တစ်ခွန်ရှစ်နော်နေရာထိုင်ကိုယ့်အကူရွေးနော်ဒါမွေးဘယ်အချိန်လာမယ်ဆိုတော့ကျွန်တော်လည်းမသိဘူးဒီအချိန်မှာနှက်ခတ်ခွာရှိလို့ထဲထိုးသင့်တယ်နော်အဲ့ဒါဆိုရင်နောက်တစ်မျိုးအဲ့ဒီနှစ်ထဲမှာ အဲ့ဒီနှစ်ထဲမှာတဲ့အော်ဖုံးရတယ်အဲ့ဒီနှစ်မှာကပြောရတယ်သုံးကသုံးမမြင်ရပြောနော်မမြင်ရပြောသုံးကသုံးအော်တိုထွက်တယ်နော်သုံးကသုံးအော်တိုလိုက်တယ်ဒါပြင်ဒီကိုရတဲ့အောင်ပြီးတော့သူ့ရဲ့နောက်နှစ်မှာ ရဲ့နောက်နှစ်ဟောဒီမှာ933ဆိုတဲ့ကနေနော်ထွက်တာပဲနော်အော်တိုကိုလိုက်ထွက်နေတယ်နော်အော်တိုကိုလိုက်ထွက်နေတယ်တဲ့933နော်အဲ့ဒါခုနကကျွန်တော်933ပြပြီးပြီအဲ့တော့အဲ့933ကအော်တိုထွက်မဲ့ site ရှိတယ်ဟာနော်အော်တိုထွက်မဲ့ site ရှိတယ်ဒါလေးတစ်ချက်သတိထား အဲ့ဒါဆိုရင်နောက်တစ်ချက်ကျွန်တော်တို့ကစားမယ့်နေရာကိုသွားမယ်။သွားမယ်ဆိုတော့အဲ့ဒီ site ထဲမှာပြီးခဲ့တဲ့ပွဲတော့ကကျွန်တော်ကဘလူကစားခဲ့တယ်လေဆိုတော့ပြီးခဲ့တဲ့ပွဲတော့ကကျွန်တော်ဘလူကစားခဲ့လေအဲ့ဒီနှစ်ထဲမှာ964ဆိုတဲ့ခဏအခြေတစ်နှစ်ကျော်ကနော်964 ဒီလေးထိပ်စီရဲ့မြင်းကုန်ပဲနဲ့တနစ်ကျော်ပဲနဲ့လာပေါက်တယ်သူ့ဘော်တက်တန်းတန်းသွားလိုက်နော်တက်တန်းသွားလိုက်တော့ဒီမှာ၅လေးနှစ်ဆိုတဲ့ကနေဒီကနေ့ကလည်းသူ့ရှေ့တနစ်ကျော်ကကနေ၅လေးနှစ်နော်ဒီလေးထိပ်စီရဲ့ကောင်းကတတနစ်ကျော်ပဲနဲ့လာပေါက်တယ်အဲ့တော့ပြီးခဲ့တဲ့ဘွယ်ကျွန်တော်သူ့ဘော်တက်တန်းတန်းသွားဒီနေရာထွက်မဲ့ကနန်းဒီရှေ့တနစ်ကျော်ကကနေအဲ့ဒီမှာကျွန်တော်က၃၉ခွန်ကျွန်တော်ကောက်ခဲ့ လေးထည့်စီအောက်ဆောင်ပါခင်ဗျာနော်အဲ့ဒီ39ခုပြီးခဲ့တဲ့ဘွဲကျွန်တော်ကဏ္ဍလေးတင်မလိုက်ကြည့်နော်နော်အဲ့တော့ဒီကဏ္ဍပြီးသွားနိုင်တယ်အဲမွေးထားပါနော်အပြီးခဲ့တဲ့ဘွဲ39ခုအဲ့ဒါကြောင့်ကိုကျွန်တော်ထည့်တာအဲ့တော့သူကဒါအကြိမ်ကြိုက်တွေပဲတနည်းကြော်ကဏ္ဍနေထွက်တာနော်ဒါတနည်းကြော်ကဏ္ဍနေထွက်တာဒါတနည်းကြော်ကဏ္ဍနေလာထွက်တာအကြိမ်ကြိုက်ကြီးဆောင်တက်ပြီးထွက်သွားတယ်အဲ့တော့ စတော့လှုပ်လာပြီเนาะလှုပ်လာပြီဆိုတော့အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့၅လေးနှစ်ဆိုတဲ့ခဏတစ်ခွက်ကလည်းအော်တိုပေါက်တယ်သူကတော့၃ညခါအောက်ပေါက်တယ်ဒါဆိုရင်အခုကျွန်တော်တို့ကစားတဲ့ဒီအလေကပ်မှာလည်း၅လေးနှစ်ထွက်တယ်တစ်ခါအောက်ပေါက်တယ်ဒါဆိုရင်ဒီနှစ်ထဲမှာ၅လေးနှစ်ဆိုတဲ့ခဏထွက်အောင်မလားနှစ်ခါအောက်မှာမြင်ထဲမလားဆိုပြီးကျွန်တော်တွေးကြည့်တယ်ဒီပွဲမထိုင်ရင်တော့ပွဲထဲနိုင်တယ်เนาะအဲ့တော့အဲ့ဒီ၅လေးနှစ်ထွက်တော့ तू ကဒီထိတ်နဲ့ ဒီအပိတ်နဲ့တစ်တုံညာနှလုံးပေါင်း1ပေါ့ဗျာတစ်လို့ဖြစ်တဲ့ဇောင်းမှာပြိဿတ်1ကိုထည့်တယ်တစ်ရဲ့ပါဝါနှစ်ပင်ကျော်မှာ6နောက်ပိတ်လို့သူထောက်ပြီးထွက်တယ်နော်အဲ့ကျွန်တော်တို့ကဒီ6တုံညာအောက်မှာယူလို့ရတယ်ဒီနှလုံးက1နော်ဒါဆိုရင်ဒီမှာ9လေးနှစ်ထွက်ပြီထွက်တော့ဒီမှာတုံညာထိတ်1အပိတ်နှလုံးကို1လို့ဖြစ်တယ်သူ့ဇောင်းမှာပြိဿတ်1ထွက်တယ်ဒီ1ဒီနှလုံး1 နှစ်ပွဲကြော်မှာ6အပိတ်ရှိနော်သူက6တုံညာပြီးတော့6တက်လို့ရိုက်တဲ့အောက်မှာထွက်တယ်အခုဒီမှာလည်းတက်တုံညာရှိပြီဒီနှလုံးကတက်ပဲသူ့ဆောင်မှာပရိစ္ဆတ်တက်ကို9လေးနှစ်လာနော်အဲ့တော့နှစ်ခါရဲ့အောက်ဖြစ်ပြီးနှစ်ခါရဲ့အထက်မြင်းကုန်မှာသူက6နောက်ပိတ်ဆိုတာသူထောက်ထားသေးတယ်နော်အဲ့တော့ဒီမှာ6မှာကျလို့ကျွန်တော်မစွဲတော့ဘူးဟုတ်ပြီထားလိုက်တော့အဲ့တော့9လေးနှစ်နော်ဒီဘွဲမှာ9ထိပ်စီး နှလုံးမြောက်ကကြာလာနိုင်တယ်အဲ့တော့ငါးလေးနှစ်ဆိုတဲ့ခဏတစ်ခွက်သတိထားနှစ်ထည့်စီနဲ့လွယ်ထိုးနှစ်ငါးလေးလို့လဲထိုးဒီဘွဲမှာနှစ်ခွက်တော့ထိုးနော်အဲ့ဒါဆိုရင်ကျွန်တော်ကဘာလို့ဧကနန်းကိုကြိုက်သွားတော့ဆိုတော့အခုကျွန်တော်ပြခဲ့တယ်နော်ဒီခုကျွန်တော်ပြခဲ့တဲ့ဒီအစိမ်းကြောင့်ငါးလေးနှစ်ကလေးနော်လွယ်လွယ်မှတ်ထားလိုက်၃ညခါ ဒီနှလုံး1เนาะဒီမှာ5လေးနှစ်1ခါဒီနှလုံးက1เนาะအခုဒီမှာ2ခါဒီနှလုံးက1เนาะသူ့ဆောင်မှာ5လေးနှစ်ဟုတ်ပြီ5လေးနှစ်ပတ်လည်ပေါ့ဗျာเนาะအဲ့ဒီတစ်ဆိုင်လေးနဲ့ကျွန်တော်လာပြောတာမဟုတ်ဘူးအဲ့ဒီမှာကျွန်တော်ကြိုက်လောက်တဲ့ site တစ်ဆိုင်ပါလာတယ်အဲ့ဒီ site ကကျွန်တော်တို့ဒီကနေပြီးတော့ရေးကြည့်လိုက် ရေးကြည့်လိုက်မယ်ဆိုကျွန်တော်အရင်ရေးလိုက်အောင်မင်း4 6 8 10 12 2 4 6 8 10 12 2 4 6 8 10 12ကွက်တီပဲเนาะအဲ့တော့ဒီကောက်ကိုနည်းနည်းပြန်ကျင်းလိုက်အောင်ဖုံးကကာမိသွားအောင်เนาะအဲ့ကျွန်တော်တို့သူကနေပြီးတော့ရှေ့ကို7နှစ်ရေးမယ်2 4 6 8 10 စက်နှစ်နဲ့နော်စက်နှစ်နဲ့မြောက်ကသုံးချိန်မှာထွက်ထားတယ်ပိုးထိပ်စီဒါလေးရေမှတ်တာနော်အခုကျွန်တော်တို့ဒီကစားတဲ့၅လေးနှစ်ကနေစက်နှစ်နဲ့ရေမယ်1 4 6 8 10 11 12 13 14 15 16 17 18 19 20စနေနေ့မြောက်က၃ကြိမ်မှကစားတဲ့ရှစ်ထိပ်စီလေးမှတ်ထားအခုတူကနေစနေနေ့ကြိမ်မယ်နေ၄၆ ှတ်ခိုင်းတာ၁၂နှစ်ကို35ဆိုတဲ့ကဏ္ဍထက်ကြီး၃လုံးဆောင်းထုတ်ရတယ်เนาะ939 939เนาะအဲ့ဒီ939ဆိုတဲ့ကဏ္ဍက၁၂နှစ်မြောက်ထဲမှာ तू က939လို့ तू လိုက်ပေါက်တယ်เนาะအဲ့ဒီမှာ939လို့ तू လိုက်ပေါက်တယ်เนาะဒါဆိုရင်အခုကျွန်တော်တို့ဒီရက်နေ၁၂နှစ်ကျွန်တော်မိတ်ဆွေတွေကိုရေးပြလိုက်ပြီเนาะ ရေးပြလိုက်တော့အဲ့ဒီမှာ၈ထိပ်၇ထိပ်၃ထိပ်နော်သူက၈၇ဩဖုံးဘာဖြစ်ဖြစ်သွားမလဲ၇ထုံးနော်အဲ့ဒီ၈၇၃ဆိုတဲ့ခဏလေးရတယ်သူကနေ၁၂နှစ်ခုန၅လေးနှစ်ပေါက်တဲ့နှစ်ထဲမှာ၈ခွန်၃လို့သူလိုက်ထွက်တယ်နော်ဟုတ်ပြီဒါဆိုရင်အခုကျွန်တော်တို့နောက်ဆုံးကတ်၁၂နှစ်ကောက်ရေချလိုက်တော့ဒီမှာ၅လေးနှစ်ဆိုပြီးတန်းလိုက်နော် ်ငါလေးနှစ်ဆိုပြီးသူတန်းထားတယ်လေးငါနှစ်လို့တန်းတယ်အဲ့ဒီလေးငါနှစ်ဆိုတဲ့ကဏ္ဍသည်ဆက်နှစ်နှစ်မြောက်ဒီပွဲမှာထည့်ရသူတဲ့နှစ်ပြည့်ရှိလားတဲ့ဗရိတ်ကတော့ဗရိတ်ကတော့ကွာတွေ့တွေ့အောင်ခြာရင်တော့ရှိတယ်ပေါ့နော်ကျွန်တော်ဗရိတ်သိမ့်မဲ့ဖန်ကစားဘူးဗရိတ်ဖန်ကစားလွဲပြီးခဲ့တဲ့ပွဲလည်းကျွန်တော်6ဗရိတ်တွေကြိုက်တာလွဲတာပထမပွဲ9ဗရိတ်ကြိုက်တယ်လွဲတာပဲနော် ဟိုဘရိတ်ကတိတ်မဖမ်းရင်တော့ဖမ်းနိုင်လွယ်အဲ့တော့ကျွန်တော်တို့ပြန်သွားမယ်938ကြီးကအဲ939ကြီးက72နှစ်မြောက်2009ခုနှစ်54နှစ်အော်တိုလိုက်ပေါက်တဲ့နှစ်933လည်းအော်တိုလိုက်ပေါက်เนาะသူအဲ့ဒီနှစ်ထဲမှာ မလေးနေအော်တိုလိုက်ပေါက်တဲ့နှစ်ထဲမှာသူကအဲ့ဒီ935ဆိုတဲ့ကဏ္ဍကြီးကပေါက်တယ်အဲ့ဒီကောင်ပေါက်ဖို့ဟာသူ့ရဲ့အဘော်တပင်ကျော်မှာ68ရှေ့တွေရှေ့ပေါင်း4လို့သူအရင်ရိုက်တယ်အဲ့ဒီရှေ့ပေါင်း4ဒီသူ့ရဲ့ဇောင်းမှာနော်နှစ်ငါးရှေးဆိုတဲ့ခဏကအဲ့ဒီနှစ်ထဲမှာနှစ်ငါးရှေးလို့သူကပြန်ကြပြီးတယ်နော်ပြန်ကြပြီးတဲ့ခဏနှစ်ထက်စီအောက်ကခဏပြန်ကြတာပဲနော် ပြန်ကြတယ်အဲ့တော့အဲ့ဒီနှစ်ငါးရှစ်ပြန်ကြခဏရဲ့ဇောင်းမှာရှေ့ပေါင်း64ရှစ်တွဲရှေ့ပေါင်း၄လို့ရိုက်ပြီးအောက်တပွဲကျော်မှာငါးသုံးခုထည့်တာအဲ့ဒီနှစ်ထိပ်စီကကျွန်တော်ပြောပြမယ်နှစ်ထိပ်နှလုံးထောင်တာเนาะနှစ်ထိပ်နှလုံးထောင်တာအဲ့ထိပ်တူထိပ်နဲ့ခဏပြန်ကြရတယ်ဗောဗျာအဲ့ဒီပြန်ကြခဏရဲ့ဇောင်းမှာ68ရှစ်တွဲထည့်တယ်ဗောထည့်ပြီးတာနဲ့အောက်တပွဲကျော်မှာအဲ့935ဆိုတဲ့ခဏထွက်တယ် ဘယ်က935လဲဆိုတော့အဲ့ဒီမှာဇောင်းထိုးခဲ့တဲ့395ထည့်စီသုံးလုံးဇောင်းထိုးခဲ့ဒါဆိုရင်ဒုတိယခန်းမှာထွက်တယ်38နော်ဒီမှာ38လို့ထည့်စီသုံးလုံးဝိုင်းထားတယ်ဒီ38ကြီးကနှစ်စက်နှစ်နှစ်ပေါ့မြောက်ပေါ့နော်ကျွန်တော်တို့ဒီ9လေးနှစ်အော်တိုလိုက်ပေါက်တဲ့နှစ်ထဲမှာသူကထွက်တယ်38လို့သူထွက်တယ်38ကိုထွက်တယ် ดีกองทัพเราเลยดูดูเวชิอะไรไปเดี๋ยวมันจมาเช่าเสียชีพไปสิบองลีรู้ไปยัชสิบองลีจะเอมาเที่ยวเที่ยวสุดไปก็ต้องเที่ยวในลงทองทองนี้ก็นั่งเปลี่ยนยาจัดเนาะเออดีเปลี่ยนยาก็นั่งจะเอามาเช่าเสียชีพไปเวชยังไปมาตัวเอาตัวไปจอมาเอรีชิดตรงตรงคนสิบกูตัวลาบเอาได้าเออดีมาเที่ยวดูเที่ยวดีก็นั่งเปลี่ยนยา သူ့ဆောင်မှာ68ရှိရှိတွေ့နော်ဒီမှာလည်းထိတ်တူထိတ်ဒီကနန်းဒီပြန်ကြသူ့ဆောင်မှာ68ရှိရှိတွေ့သူ့ရဲ့အောက်တော်ဝဲကြုံမှာထွက်တယ်ဖြစ်တာဆိုရင်ကျွန်တော်တို့ကလက်လာပြီး94နှစ်ဆိုတဲ့ကနန်းနော်94နှစ်ဆိုတဲ့ကနန်းဒီထိတ်စည်းသုံးလုံးဒီကျွန်တော်တို့ဒီမှာဝိုင်းထားလိုက်အဲ့ဒီကနန်းဒီ7နှစ်မြောက်ဒီနှစ်သေးကိုလိုက်ပေါက်တော့ ီအချိန်မှာထည့်မယ်။ဘာလို့ဒီအချိန်မှာထည့်တော့ဆိုတော့အဲ့ဒီမှာကျွန်တော်တို့6ထိပ်စီနှလုံးထောင်ထိပ်တူထိပ်လို့ဖြစ်တယ်။ဖြစ်ခဲ့တဲ့ဒီ6နှစ်6ဒီအဲ့ဒီနှစ်ထဲမှာ6နှစ်6လို့မနေ့ကပြန်ကြားကြတယ်။အဲ့တော့ဒီကဏ္ဍဒီပြန်ကြားကဏ္ဍဖြစ်လို့သူ့ရဲ့ဇောင်းမှာ68ရှေ့တွဲအငိန်ထည့်ရမယ်ရှေ့ပေါင်းလေး။အဲ့ဒီ68ရှေ့ရှေ့တွေအငိန်ထည့်ထားလို့သူ့ရဲ့အောက်တပွဲကြော်မှာ9 4နှစ်ဆိုတဲ့ကဏ္ဍဒီ9 4နှစ်ဒီ ကျွန်တော်ပြောခဲ့တဲ့၄၅နှစ်အထက်စီတော်လုံးတန်းထားတဲ့ခဏမယ်နော်ဒါဒီနေ့တည်းမှာလိုက်ထွက်ဟုတ်ပြီအဲ့ဒါကတမျိုးနော်အဲ့ခုနကကျွန်တော်ကငါးလေးနှစ်အော်တိုပေါက်မယ်တစ်တုံညာဆောင်းမှာတုံညာခါအောင်နော်ဒီမှာငါးလေးနှစ်အော်တိုလိုက်ပိတ်မယ်တစ်တုံညာဆောင်းတစ်ခါအောင်အခုဒီမှာငါးလေးနှစ်အော်တိုလိုက်ပိတ်မယ်တစ်တုံညာဆောင်းနှစ်ခါအောင်ဆိုကွက်တီပဲသူဝင်တယ်ဒီနေရာမှာကိုးထိတ်မထည့်သွားတာလေတခြားဟသွားတာပဲနော် အဲ့တော့အဲ့ကိုးထိတ်ကဘာလို့မထည့်တော့ तू อ่ะဒီမှာရှေ့ပေါင်း၄၄ပါဝါကိုးထိတ်တာဒါမှမဟုတ်ရင်အဲ့ဒီကိုးထိတ်စီးရဲ့နောက်ထောင်၃လုံး၁၀ရဲ့က၄ပါဝါကိုးလို့ရိုက်သွားသလားနော်ဒါဆိုရင်ဒုတိယကတ်မှာလေဒီမှာကျွန်တော်တို့ကကိုးရှေ့ပေါင်း၄အောက်မှာကိုးထိတ်စီးထည့်တာထည့်တော့အဲ့ဒီကိုးထိတ်စီးရဲ့နောက်ထောင်၃လုံးက၁၀ရဲ့ လေးပါဝါကိုးသွားသလားနော်အဲဒါဆိုရင်ကျွန်တော်တို့ကဒီမှာကိုးထိပ်စီမထည့်ရတဲ့အကြောင်းရင်းကိုကြည့်လိုက်တော့ဒီလေးအဲ့ဒီလေးကြောင့်လေးရဲ့ပါဝါဟာဒီအကွာကိုးနဲ့အပေါ်ကထောင်နှလုံး30နဲ့သူကကိုးပေါ့နော်ဒီသုံးလုံးခွန်ကိုနှစ်ထိပ်နဲ့ပေါင်းရင်သူကကိုးလို့သူပြန်ဖြည့်ပြီးတော့မှသူ့ရဲ့အောက်မှာ၅လေးနှစ်ဆိုတဲ့၄ပါတဲ့ကဏ္ဍ ွက်မလားเนาะဒီလိုမျိုးတွေးကြည့်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နောက်ထပ်တစ်မျိုးတွေးကြည့်လို့ရသေးလားဆိုတော့ရတယ်ဒါပေမဲ့ကျွန်တော်ရည်ရမှာပြင်းတယ်ရည်ရမှာပြင်းလို့မပြတော့ဘူးဗျာရည်ရမှာပြင်းလို့ဗျာအဲ့ဒီထဲမှာ၅လေးနှစ်ကိုကျွန်တော်ဘယ်နှမျိုးချုပ်ထားတယ်နောက်ထပ်2မျိုးကြံသေးတယ်เนาะနောက်ထပ်2မျိုးကြံသေးတယ်အဲ့ဒီထဲမှာ၅လေးနှစ်မွေးကနန်းကို အဲ့ဒီတက်ဆိုင်ထဲမှာเนาะ၅လေးနှစ်ကအခုကျွန်တော်နှစ်ဆိုင်ပြပြီးပြီနောက်ထပ်နှစ်ဆိုင်ကြံသေးတယ်เนาะမပြတော့ဘူးကြိုက်ရင်ထိုးမကြိုက်ရင်မထိုးနဲ့เนาะကျွန်တော်ပြောတယ်ကျွန်တော်မိတ်ဆွေတွေကျွန်တော်မွေးကနန်းနှစ်ဥပပို့ပေးထားတယ်เนาะအဲ့မွေးကနန်းဒီဘွဲမှာထွက်နိုင်ကြီးရှိတယ်နည်းနည်းလေးအားဆိုင်ပြီးထိုးเนาะအဲ့မွေးကနန်းလဲထိုးအခုပြတဲ့၅လေးနှစ်မွေးကနန်းလဲထိုးเนาะ၅၃၃လဲထိုးဒါတည်းဒီအချိန်မှာလာလို့ရတဲ့ကနန်းနေเนาะ နက်ခတ်ခွားတွေနဲ့ဆိုရင်တော့ဒီကောင်က၅ခါနဲ့ပေါ့ဒါနက်ခတ်ခွားဆိုဒီလိုလည်းဖြစ်သွားလို့ရတယ်နော်ဟောနေ့ထိုင်နှလုံးထောင်းပြီးတော့ဗတိစက်တစ်ကိုရိုက်သွားလို့လည်းရတယ်နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေဒါတွေဒါတွေတတိထားပေါ့ဗျာနော်ဟုတ်တယ်မလားအဲကျွန်တော်မွေကနန်းကလည်းဒီဘွဲကိုလာဖို့อ่ะကြည့်တယ်နော်အဲ့ဒါတော့ကျွန်တော်မပြပါဘူးဒါပဲပြလိုက်တော့မယ်ကြိုက်ထိုးမကြိုက်မထိုးနဲ့ အဲအခုကျွန်တော်ဒီ site ကနေမွေးကနန်း3ဘွက်ကျွန်တော်ပြလိုက်တယ်เนาะဘာတွေနေ933 81เนาะဒါတွေอ่ะဒီကောင်ကတော့အောက်ပိုင်းလောက်မှာမလာဘူးများပါတယ်เนาะဒီအချိန်မှာလည်းတိုက်ပြီးတော့နေလန်း9လာကြီးမကြိုက်ပါဘူးအဲဒီပြင်မှာတော့ကြိုက်တာဒီနှစ်ဘွက်ပါเนาะဒီနှစ်ဘွက်ဒါတို့ ငါထိုက်နှလုံးမြောင်းနဲ့ကြလာလိုက်ရင်ငါလေးနှစ်တို့ငါသုံးသုံးတို့ကြလာနိုင်တာပဲငါထိုက်နှလုံးမြောင်းကကြလို့ရတယ်နော်ငါခါနေလဲကြလို့ရတာပဲမျိုးစုံရှိခုနကငါသုံးသုံးကဒီ site ထဲမှာ auto ပေါက်ကမှာရောကျွန်တော်ခုနက ရွှေ့ပြတာရောเนาะ93 3ပူတော်ကောင်းသေးတယ်။အဲဒီကောင်ကြတော့နှစ်ကိုက်လာစုံတာပဲ။အပေါ်က site ကို အောက်က site ကိုနှစ်ကိုက်လုံးလာစုံတာငါလေး။